်မင်္ဂလာပါရှင်ကျမကတော့ချီချူဆမ်မာ DBPU မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါပဲခူးတိုင်းမင်းလှမြို့နယ်ထဲမှာစစ်တပ်ကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲ ထုတ်ပြန်ကြေညာထားတဲ့မဲဆင်းတွေကိုအော်တိုဘာလ6ရက်ညပိုင်းမှာမီးရှို့ရှင်းလင်းခဲ့တယ်လို့တာယာဝတီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲနှစ်ကပြောပါရတယ်။ မင်းလာမြို့နယ်ထဲမှာရှိတဲ့စစ်တပ်စုံမထားတဲ့စင်တဲကုန်းရွာကကျေးရွာစာကြီးတိုက်ထဲမှာကတ်ထားတဲ့မဲဆင်းတွေကိုအဲ့ဒီနေ့ညပိုင်းမှာတွားရောက်မီရှို့ရှင်းလင်းခဲ့ကြတာဖြစ်တယ်လို့တရားရီခရိုင်တပ်ရဲ3800နှစ်တက်ခွဲနှစ်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်တပ်ရဲ့ထပောက်ဖြစ်တဲ့အတုအယောင်ရွေးကောက်ပွဲကိုလက်မခံနာကိုပြသတဲ့အနေနဲ့စာကြည့်တဲ့အဆောင်ကိုမပြတ်စီစေဘဲနဲ့မဲဆင်းတွေကတ်ထားတဲ့ကြောညာတင်ပုံ၅ချက်ကိုသာမိရှုဖြစ်စီခဲ့တာဖြစ်တယ်လို့တာယာရီခရိုင်တပ်ရဲ့3800နဲ့တက်ခွဲနေရဲ့တက်ခွဲမှုပိုတိန်နိုင်က DBB ကို ပြောပါတယ်။အဲ့ဒီလိုမိရှုဖြစ်စီခဲ့တာနဲ့ပတ်သက်လို့စစ်တပ်ကလာရောက်စစ်ဆေးသွားတယ်လို့သိရပြီး ီသူတွေအနေနဲ့လည်းစစ်တပ်ကပြုလုပ်မဲ့အတို့ရောက်ရကောက်ပွဲကိုလက်မခံကြပဲရရနီလန်းနဲ့စက်ကြေကြဖို့တိုက်တွန်းထားတယ်လို့လည်းသိုင်ဝီခိုင်တပ်ရင်ကတစင်သိရပါတယ်ရှင်ငလင်တန်ကိုဆွဆွရွရွခန့်ခဲရတဲ့မန္တလေးမြို့မှာကိုတိုအပါဝင်အထက်မြတ်တပ်ခန့်တွေကိုရောင်းတဲ့သူများနေပြီးဝယ်ယူတဲ့သူနေပါနေတယ်လို့မန္တလေးမြို့က HMA အကျိုးတော်ဆောင်တွေရဲ့ပြောပြချက်အရသိရပါတယ် မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကျောက်မန္တလေးမြို့က Sky Villa အပါအဝင်ကွန်ဒိုတွေအထက်မြင့်ဆောင်တွေပြိုကျမှုဖြစ်ခဲ့ပြီးအထက်မြင့်တွေမှာနေထိုင်သူတွေအနေနဲ့စိတ်မလုံခြုံတာကြောင့်ပြန်လည်ရောင်းချနေကြတာလို့ဆိုပါတယ်ငလင်တွေခဏခဏလှုပ်နေတဲ့အတွက်အထက်မြင့်မှနေတဲ့သူတွေက အခန်းတွေကို ပြန်ရောက်နေကြတာဖြစ်ပြီး အရင်ကကွန်ဒိုနဲ့အထက်မြင့်တွေပိုအရောက်တွက်ခဲ့ပေမဲ့လက်ရှိမှာတော့ဝယ်တဲ့သူမရှိဘူးလို့အထက်မြင့်အကျိုးတော်အဆောင်တယောက်ကပြောပါတယ်။ငလီမလုတ်ခင်ကတိတ်ထောက်ချီရှိခဲ့တဲ့ကွန်ဒိုတွေကိုလက်ရှိမှာတိတ်တထောင်အောင်နဲ့ပြန်လည်ရောင်းချတာတွေရှိနေတယ်လို့ဆိုပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကျောက်မန္တလေးမြို့မှာနမကြီးကွန်ဒို၅လုံးထက်မနည်းအပါအဝင်အထက်မြင့်တိုက်ခံပေါင်းရာနဲ့ချီပြီးပြိုကျပျက်စီးခဲ့ပါတယ်ရှင်။ โอเคမင်းကြာရှိလားလတ်တလောတိုက်ပွဲတွေဖြစ်နေတဲ့လွိုက်ခေါ်ဒီမော့ဆိုဖရူဆိုမြို့နယ်ဘက်တွေနဲ့ခရီနီရှမ်းတောင်နယ်ဆက်ဖြစ်တဲ့ဖေကုံဘက်ချမ်းနေမှာ လေကြောင်းရန်ဒရုန်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတန်တွေကြောင့်စစ်ရေးတရေရှိဖို့နဲ့မလိုအပ်ဘဲစစ်ဖြစ်နေတဲ့ဒေသဘက်တွေကိုပြည်သူတွေအနေနဲ့ခရီးသွားခြင်းမပြုလုပ်ဖို့ KNDF ဘက်ကအော်တိုဘားလ6ရက်နေ့မှာထုတ်ပြန်ထားတာပါလတ်တလောဒီမော့ဆိုဖရူဆို ကားလမ်းမကြီးမှာတွာလာလှုပ်ရှားနေတဲ့စစ်ရင်တန်းကိုတော်လိုင်းတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ရာ စကားတစည်းပျက်စီးခဲ့ပြီးအရာရှိလို့ယူဆရတဲ့စစ်သားတချို့သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့ယာဒုအဆင့်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။အဲဒီနောက်ဖရူဆိုအမှတ်14တန်းမြင့်စစ်လေ့ကျင့်ရင်းကျောင်းကနေစစ်ကော်မရှင်တပ်တွေကဘလခဲဘက်ကိုဦးတည်လာတာကြောင့်တိုက်ပွဲတွေကြိုကြားဖြစ်နေတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒီမော့ဆိုဖရူဆိုကားလမ်းမကြီးမှာတိုက်ပွဲဝင်နေတဲ့စစ်ရေးရင်းမြစ်ရဲ့ပြောပြချက်ကိုလုံခြုံရေးရအတန်းအစားထုတ်ဖတ်ထားပါရခင်ဗျာ။ဘလခဲကနေသူတို့မက်ဆက်အထိဆက်လုပ်ဖို့ ဒီဒီဇင်ဘာမတိုင်ခင်ဖားဆောင်ရယ်မဲဆက်ရယ်သူတို့ပြန်ယူမဲ့သဘောရှိတယ်။ဥခူးရီရွာနဲ့ခေါ်ဘလော့ရွာကြားမှာလည်းစခန်းတွေအခိုင်အမာခြားထားတာတွေတွေ့နေရတယ်။အဲ့လိုအစီအေးပြင်ဆင်မှုတွေတွေ့နေရတယ်။ရှန်ကရီနီနယ်ဆက်ဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလည်းစစ်တပ်နဲ့ PNO တွေတပ်ဖြန့်ထားပြီးအနီးနားကျေးရွာတွေတဲ့လက်နက်ကြီးနဲ့ပစ်နေသလိုမိုးပြဲမြို့ထဲမှာတပ်ဆွဲထားတဲ့စစ်တပ်ဟာ မျိုးပြင်ထွက်ဖို့ကြိုးစားနေတဲ့အတွက်တိုက်ပွဲထိတွေ့မှုတွေကနေစဉ်ရှိနေပါတယ်။စစ်တပ်ရဲ့လက်နက်ကြီးကြောင့်အော်တိုဘာလ3ရက်နေ့မှာအသက်10နှစ်အရွယ်ကလေးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ကထုတ်ပြန်ကြမှာပါရှိပါတယ်။လက်ရှိဒီမော့ဆိုမျိုးရဲ့ဒေါငန်ခါရက်ကွက်နဲ့တနန်းဥကွန်ကျွေးရွာတွေကိုစစ်ကြောင်းဝင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးနမ်းမခုံဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်းထပ်ဆင်းလာနိုင်တဲ့အတွက်တိုက်ပွဲတွေကိုစောင့်ကြည့်နေရတယ်လို့ဒီမော့ဆိုမျိုးခံတအူက DPP ကိုပြောပါတယ်။ နာနာမပေါ်ပြန်မလဲသူတို့စစ်ကြောင်းထူပူတဲ့ပြည်စင်းရဲ့ရည်တာနဲ့ပြည်မတဲ့ကင်းပုံးတော့မှရေရေရုံလုံးနေပြီတဲ့ဒီနေ့၃ရက်မှအဲ့လိုမျိုးလဲပြီးနေရတာပေါ့နော်အဲ့တော့နာမခုတ်တော်မူပြည့်တီဒီလမ်းမကြီးအတိုင်းအဓိကလဲအရင်ယူမတဲ့နေ့ဒီပုံကတော့ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကလွိုက်ခေါ်မြို့နယ်အရှိတ်ချံလိုင်လင်းလေးဒေသတွေကလင်းဖုံကြီးကျွေးရကိုစစ်တပ်စစ်ကြောင်းဝင်လာလို့တော်လိုင်းတပ်ပေါင်းစုတွေနဲ့တိုက်ပွဲ၃ရက်အပြင်းထန်ဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ဒရုန်းကြောင့်ရဲသားတယောက်ဒဏ်ရာရခဲ့တယ်လို့ KNTF ကထုတ်ပြန်ကြမှာပါရှိပါတယ်ခင်ဗျာကျွန်တော် Morris ပါ ိန္ဒိယနိုင်ငံအတွက်ဗီဇာစီးမြင်တွေဖြေလျှော့ပေးမှာမဟုတ်ဘူးလို့ဗြိတိန်ဝန်ကြီးချုပ်စတာမာကပြောပါရယ်စတာမာဟာအိန္ဒိယခီးစင်မတိုင်မီအခုလိုပြောကြားခဲ့တာပါစတာမာဟာလုပ်ငန်းရှင်တရားကျော်ရဲ့ကိုယ်စားလှယ်တွေယဉ်ကျေးမှုဆရာတာဝန်ရှိသူတွေနဲ့တက္ကသိုလ်တာဝန်ရှိသူတွေကိုဦးဆောင်ပြီးဗြိတိန်နိုင်ငံရဲ့ယင်းနှိမ့်မြှုပ်နှံမှုနဲ့စီးပွားရေးတိုးတက်ဖို့အိန္ဒိယနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါရယ် အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်တဲ့ကုန်သွယ်မှုနဲ့ရင်းချမှုဖလှယ်မှုတို့မှာကြီးမားတဲ့အခွင့်အရေးရှိတယ်လို့စတာမာက ပြောပါတယ်ဒါပေမဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့အလုပ်သမားတွေနဲ့ကျောင်းသားတွေအတွက်ဗီဇာစီးမင်းတွေပို့ပြီးဖြေလျှော့ပေးဖို့တော့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ ဗြိတိန်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာနှစ်ပေါင်းများစွာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်ဇူလိုင်လကကုတ်သွယ်မှုစာချုပ်ချုပ်ဆိုခဲ့တာပါသဘောတူစာချုပ်မှာအိန္ဒိယအလုပ်သမားတွေဗြိတိန်မှာကာလာတိုဗီဇာနဲ့အလုပ်လုပ်ခွင့်ရမှာဖြစ်ပြီးလူမှုဖူလုံရေးစရိတ်၃နှစ်ပေးစရာမလိုတဲ့အချက်တွေပါဝင်ပါတယ်ဒါပေမဲ့လူဝင်မှုကြီးကြပ်ရေးစည်းကမ်းတွေနဲ့ပတ်သက်လို့ပြောင်းလဲမှာမဟုတ်ဘူးလို့စတာမာကအခိုင်အမာပြောထားတာဖြစ်ပါတယ်ရှင် လွန်ခဲ့တဲ့၃နှစ်က Nord Stream ဓာတ်ငွေပိုက်လိုင်းကိုဖျက်ဆီးခဲ့တဲ့ပောက်ွယ်မှုတွေအတွက်ဂျာမနီကလိုချင်တဲ့ယူကရိန်းအမျိုးသားတအူကိုလွှဲပေးဖို့ပိုလန်နိုင်ငံကစိတ်ဝင်စားဘူးလို့ပိုလန်ဝန်ကြီးချုပ်ကဝါဆောမြို့တော်မှာအော်တိုဘာလ9ရက်ကပြောပါတယ်။လစ်တူရေးနီးယားဝန်ကြီးချုပ်အစ်တဲ့ပူရဲသတင်းစာရှင်းလင်းပွဲမှာပိုလန်ဝန်ကြီးချုပ်ကပြောခဲ့တာပါ။ Nord Stream 2ပြဿနာဟာပောက်ကွဲသွားတာမဟုတ်ပေမဲ့ရုရှားနိုင်ငံကပိုလန်သားမက ဥရောပနိုင်ငံအားလုံးရဲ့အရေးပါတဲ့အကျိုးစီးပွားတွေကိုဆန့်ကျင်ပြီးပိုက်လိုင်းတွေကို တိစောက်ခဲ့တာလို့သူကပြောပါတယ်။စက်တင်ဘာလနောက်ပိုင်းမှာဝါဆော်မြို့နယ်မှာထိတ်သိမ်းခံထားရတဲ့ ဗလိုဒီမီယာဇက်ကိုလွှဲပေးမပေးဆိုတာကိုနောက်ဆုံးမှတရားရုံးကဆုံးဖြတ်ရမယ်လို့ပိုလန်ဝန်ကြီးချုပ်ဒိုနယ်တက်စ်ကပြောပါတယ်။မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုဂျာမန်အာဏာပိုင်တွေကချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ဖမိထားတဲ့ယူကရိန်းအမျိုးသားကိုဥရောပဖန်ရန်အယဂျာမနီနိုင်ငံစီလွှဲပြောင်းပေးမလားဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နေစေကာလမှာသူ့ကိုနောက်ထပ်ရပ်ပေါင်း၄၀ထိသိမ်းထားရမယ်လို့ပိုလန်တရားရုံးကတနင်္လာနေ့မှာဆုံးဖြတ်ခဲ့ပါတယ်ရှင်။ ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွတ်ချွတ်ဆက်မှာကျေးဇူးတင်ပါတယ်ရှင်